တဲ့ဘိုင်းမှာတော့အဲလစ်ဘန်နဲ့ဒူဇီယက်ခုနှစ်ပါးဟာလီယိုနက်စ်ကိုပြန်ရောက်လာခဲ့ပြီးလူဒိုစီရဲ့ဥဆောင်တဲ့ဒူတော်စင်အဖွဲ့နဲ့သဘောတူညီမှုလုပ်ခဲ့ပါတယ်။မြင်းမြတ်စစ်ပွဲအတွက်မြင်းမြတ်တူရဲကောင်းတွေရာစိတ်လှုပ်ရှားနေတုန်းမှာတမန်တော်လီပါတဲ့ကတပါးကပညတ်တော်ဆယ်ပါးအဖွဲ့သားတယောက်ရဲ့လက်ချက်နဲ့တည်ဆုံသွားခဲ့ကြောင်းကိုသိရှိခဲ့ရပါတယ်။အဲဒီအချိန်မှာပဲမြင်းမြတ်သားတော်အိဇက်ကလီပါကိုရယူဖို့အတွက်အာသာဟာကမလော့ရဲတိုက်စီကိုဥတီပြီးတော့ထွက်လာခဲ့ပါတယ်။သူဘလောက်ပဲရှောက်ရှောက်ရဲတိုက်နာကိုမရောက်နိုင်ပဲဖြစ်နေခဲ့ကမြူရီကြားထဲမှာပဲလဲနေတာကြောင့်ခက်စ်ငါတို့တွေတင်အောင်တင်မဖန်တီးထားတဲ့တယ်များရောက်နေတာလားလို့ မိလိုက်ပါတယ်ခက်ဆိုတာကအာဒနာမကပီနေနေတဲ့ဒူးဆန်းတဲ့ကြောင်မှာခက်ကဒူဘိုက်စာနေပြီးဖြစ်ကြောင်ပြောလိုက်ကမကြခင်မှာတော့မိခိုးရောင်နဲ့ဆိုးတကောင်ကစတင်တိုက်ခိုက်ခဲ့ပါတယ်တကယ်တော့အာဒါကိုဒါနာမရအောင်အက်စတာရိုဇာရဲ့တပည့်ဖယ်ရိုနီယာကလည်စားနေတာဖြစ်ပါတယ်ဘိုးဟက်လီတဲမှာတော့အယ်လင်းကိုကင်းကားဆောက်ရှောက်ပေးနေပြီးဘန်နဲ့မယ်လီယိုရက်စတိုကိုအမြန်ပြန်လာဖို့အတွက်မျှော်လင့်နေခဲ့ကြတယ်မာလင်ကတော့ဂိုသားအတွက်ခန္ဓာကိုယ်ကိုပြန်ပြုပြင်ပေးနေခဲ့ကနင်းကိုငါကူတာပေးနေတော့အစင်းမြင့်တာနေနဲ့လှုပ်ပေးခြင်းပေမဲ့နင်းကိုဖန်တီးထားတာကအယန်းကိုပြပြဆောင်လုံလို့ငါလဲဒီတတ်ဖို့ကောင်းအောင်မ လုံးနိုင်တော့ဘူးလို့ပြောလိုက်ပါရယ်ခလေးမလီရဲ့ရမ်းမြန်တဲ့တင်ယူနိုင်စွမ်းကိုငါတကယ်ကိုအံ့ဩမိတယ်တူဘလိုများကြီးပြင်းလာမလဲမသိဘူးလို့ကိုတာကအဲ့ဒီလိုကြီးမွန်ချင်ခဲ့တာလေလို့ပြောပြလိုက်ပါရယ်ဟုတ်ပါပြီနင်းလိုချင်တာကိုတာငါ့ကိုပြောပါဒါပေမဲ့ငါလုပ်ပေးလို့ရမရတော့မသိကြဘူးတော့လို့တူမကပြောလိုက်တဲ့အခါကိုတာကသူပြည့်စင်လုပ်ချင်တာတွေကိုပြောလိုက်ပါရယ် နင်းယူနေတာလားအဲ့ဒါကနင်းစန္ဒာဆိုတာတကယ်ကြီးလားဟိုနေ့ကငါတို့ရဲ့ရတောက်တော့နင်းပြောခဲ့တာကပညာတော်ဆယ်ပါးရဲ့ကိုသားကမြင်းမြတ်စစ်ပွဲကြီးကိုရတံပေးခဲ့တာတဲ့ဒါကအဲ့ဒီကိစ္စနဲ့ဆက်နွယ်မှုများရှိနေတာလားဆိုပြီးမာလင်ကလန့်တကြပြောခဲ့ပါတယ်ကိုသားပါရီပြောလိုက်လေဆိုတာကိုတော့ကျွန်တော်တို့တွေမတီးရသေးပါဘူးတစ်ဖက်မှာအက်စကာနိုနဲ့ဟော်ရူကတော့ဈေးဝယ်ထွက်နေခဲ့ကြကမယ်လီယိုဒက်နဲ့အဲလီစဘတ်တို့ကသူတို့အချင်းချင်းနှင်းနာခံပြစည်းပေးနေကြတာပဲလို့ပြောနေခဲ့ကြပါတယ်ငါကတော့မနာလို့ဖြစ်မိတယ်ဟော်လီမာလင်လေးကငါ့အပေါ်မှာဘလို့သဘောထားတယ်လို့ထင်လဲလို့အက်စကာနိုကမေးလိုက်ပြီး မာလင်ကမင်းကိုဘလို့တဘောထားလဲဟုတ်လားနေဘက်မှာဗလာကြီးပြီးညဘက်မှာဂျပင်ဖြစ်သွားတဲ့နှာခမ်းမွေးနဲ့ကောင်လို့ပဲတဘောထားမှာပေါ်လို့ရရဲဆက်ဆက်ပြန်ပြေးလိုက်ပါရယ်ငါအတွက်မာလင်ရဲ့တဘောထားကိုမေးပေးပါလားလို့အက်စကာနောကပြောလိုက်တဲ့အချိန်မှာတော့နန်းတော်ဘဝင်းကျင်ကနေစူညာတန်နေရာထွက်ပေါ်လာနေခဲ့ပါရယ်တမန်တော်ရီသာငါတို့ဘက်မှာရှိနေရင်ရှုံးမှာမဟုတ်တော့ဘူးဆိုကရဲမတ်တွေကတောက်စားမှုယူနေခဲ့ကြပြီးတမန်တော်ရီကလည်းထုံနီးတူတူပါပဲလူရိုစီရဲကတော့ထူဆန်းတဲ့ငွေတွက်ကိုရရဲဆိုကအက်စကာနောတို့နာကိုတွားခဲ့ပါရယ်ဂိုသားကိုပြန်ပြင်းတဲ့နေရာမှာလိုအပ်တဲ့ပစ္စည်းကရိယာတွေကို ငါတို့ဝယ်ပြီးပြီဆိုတော့ဘိုးကကိုပြန်ကြဆိုလို့ဟော့ကပြောလိုက်ကသူ့အကူအညီတောင်းထားတဲ့ကိစ္စကိုလုပ်ပေးဖို့အတွက်အစကနောကတော့ပြောနေခဲ့ပါတယ်။သူနဲ့စကားပြောပြရင်ငါပေးပေးပါမယ်။မင်းဘာသာမင်းလည်းဖွင့်ပြောဖို့လုံလို့ဟော့ကပြောလိုက်ပြီးငါဖွင့်မပြောခင်ငါတို့စီကိုအဲ့တဲ့တယောက်ရောက်လာတဲ့ပုံပဲလို့အစကနောကပြောလိုက်ပါတယ်။ဟိုဘက်ကကောင်မင်းကဘာတူလဲလို့လူရိုစီရဲကမေးလိုက်ပါတယ်။မာဂရက်ခန္ဓာကိုကိုယူထားတဲ့နှခေါင်ချုပ်ပါလား။မင်းညာကငါတို့ရေဆုံးခဲ့တည်တဲ့လေလို့ပြောလိုက်ကနန်းတော်ဘော်ကိုခုန်တက်လိုက်ပါတယ်။စိတ်မရှိပါနဲ့ငါထားအကောင့်တည်တဲ့လူကငါ့ကိုဘော်စီကနေကြည့်နေရင်နေလို့ထိုင် လို့မကောင်းလို့ပါငါ့ကိုငါမိတ်ဆက်ပြရစေငါကဒူးစီရိုက်ခုနှစ်ပါးတဲ့ကလိုင်ယွန်စင်းအက်စကာနောဘာလို့မိတ်ဆက်လိုက်ပါရယ်မင်းညတော့ကမင်းရဲ့အစွမ်းကိုဘလို့များကွယ်ဝတ်ထားခဲ့တာလဲလို့လူလိုစီရဲကမေးနေခဲ့ပြီးအက်စကာနောကတော့ငါအစွမ်းကိုကွယ်ဝတ်တာမျိုးငါမလုပ်ခဲ့ပါဘူးနေဝင်သွားရင်ငါအစွမ်းတွေထွက်မလာဘူးလေလို့ပြောလိုက်ပါရယ်ဒါပေမဲ့နေထွက်လာရင်တော့မင်းအစွမ်းတွေကတိုးလာတယ်မလားနေလေအချိန်ဆိုရင်မင်းရဲ့အစွမ်းတွေကအထိုးအထိတ်ကိုရောက်သွားတယ်လေလို့လူလိုစီရဲကပြောလိုက်တော့ငါရဲ့ချိန်စားတဲ့အစွမ်းကိုလူတိများလွန်းလို့နဖျားပွဲကတောင်တည်နေတာတဲ့လားဆိုကမာနာကြီးတခွဲသားနဲ့ပြောနေခဲ့ပါ ပါတယ်။ကျိန်စာတဲ့အစွမ်းဟုတ်လား။အဲ့ဒီအစွမ်းကိုမင်းမတူးစီကနေယူခဲ့တာလဲဆိုကလူရိုစီရဲကဓာတ်ကိုဆွဲထုတ်လိုက်ပြီးစတင်တိုက်ခိုက်လာခဲ့ပါတယ်။မင်းမာတွေလုံနေတာလဲကွာ။လူသားတွေနဲ့နဗျာတွေကမဟာမိတ်တွေမဟုတ်ဘူးလား။ငါ့ကိုဓာတ်နဲ့ထိုးစရာမလိုပါဘူးကွာလို့ပြောတော့သူမေးတာကိုဖြေဖို့အတွက်သာလူရိုစီရဲကပြောနေခဲ့ပါတယ်။မင်းမေးနေတာကိုတော့ငါမသိဘူး။ဒီခန္ဓာကိုကမင်းသမီးရဲ့ခန္ဓာကိုဖြစ်ပေမဲ့မင်းကတော့တော်တော်ဆိုးရဲကောင်းပဲလို့ပြောလိုက်တယ်။ဒီလိုနဲ့အက်စကန်တော့ကအနောက်ကနေတိုင်ဖက်ပြီးချုပ်ဖို့လုပ်ခဲ့ပေမဲ့သူ့ရဲ့အင်ဂျီတွေပဲပြဲထွက်သွားခဲ့ပါတယ်။ဒီအစွမ်းကနဗျာ မကြီးကငါတို့တမန်တော်လေးပါးကိုပေးအပ်ခဲ့တဲ့ကျက်တရေမတွေပဲပညတ်တော်ဆယ်ပါးရဲ့စွမ်းလူပေါ့ဒါလောက်ဆိုမင်းသားလေလောက်မယ်ထင်တယ်ငါရဲ့ကျက်တရေကလျှက်တစ်ပြက်စာရီရဲ့ကျက်တရေကလေစင်နှမောင်းဒါမီရဲ့ကျက်တရေကပင်လဲစဒုထမြောက်ကျက်တရေကတော့နေပဲအဲ့ဒီကျက်တရေဟာငါညီတော်ရရှိခဲ့တဲ့ကျက်တရေလေအဲ့ဒီရဲ့စွမ်းကနေမြင့်လာလေးပို့တိုးလာလေးပဲနေခင်းဆိုရင်တော့အဲ့ဒီရဲ့စွမ်းကိုငါတော့မရှင်းနိုင်တော့ဘူးဒါပေမဲ့လွန်ခဲ့တဲ့နှစ်သုံးနောင်တုန်းကငါရဲ့ညီတော်ဟာပညတ်တော်ဆယ်ပါးရဲ့တပြက်တာကိုခံခဲ့ရပြီးတော့သူ့ရဲ့ကျက်တရေပါပျောက်ဆုံးသွားခဲ့တယ်လို့လူလိုစီရဲကပြောလိုက် ိုက်ပါတယ်သူရဲ့ကြက်တရေကငါရဲ့အစွမ်းနဲ့တူတူပဲလို့ပြောနေတာလို့အစကာနောကမိတဲ့အခါဒီကြက်တရေအစွမ်းကဖျားသခင်ရဲ့အစွမ်းပဲလူသားရိစီမှာအဲ့ဒီအစွမ်းသာရှိနေမယ်ဆိုရင်စက္ကန့်တို့လူသားကိုဝါမျိုးပြပြီးပြတ်သုံးခြင်းကိုဖြစ်ပေါ်စေလိမ့်မယ်ဒီအကြောင်းကိုတခြားလူတွေထက်မင်းကပိုတီလောက်မှာပါမင်းမသိခြင်းဘူးဆိုရင်အဲ့ဒီကြက်တရေကိုအခုဆုံးချုံလိုက်ပါလို့လူတို့စီရဲကပြောလိုက်ပါတယ်မင်းပြောနေတာတွေကိုငါစိတ်ဝင်စားဘူးကွာငါဒီနေအောင်ကြီးအစွမ်းနဲ့တူမွေးပွားလာတဲ့အတွက်ဒါငါရဲ့ကိုယ်ပိုင်အစွမ်းပဲအခုမင်းပြောတာတွေကိုနားထောင်ကြည့်တဲ့လောက်တော့ဒီကြက်တရေကမင်းဟာဖြစ် င်နိုင်တယ်ဒါပေမဲ့လည်းဒီကျက်တရေဟာငါ့ကိုရွေးချယ်ခဲ့တာကငါအတန်မာဆုံးနဲ့ကြီးမြတ်ဆုံးလို့ဒီကျက်တရေကထင်နေပုံပဲမင်းဘက်ကကျေးဇူးတောင်တင်တင်သေးတယ်ဘာဖြစ်လို့လဲဆိုတော့ငါ့ကိုမင်းတို့ရဲ့မဟာမိတ်အနေနဲ့ရတဲ့အတွက်အောင်ပွဲကိုရကိုရရမယ်လို့မင်းကတိပေးနိုင်ပြီဆိုပြီးအစကနောကပြောလိုက်ပါတယ်ဒီလိုနဲ့နားလဲမှုယူနိုင်သွားခဲ့ကြပြီးကြေးထွားကြပါတော့တယ်တစ်ဖက်မှာအာတာကတော့ကန်စတန်လူချင်းကွဲထွားကြပါတယ်ဗိုက်စာနေတဲ့ကန်စကပယ်ရိုနီယာနားကိုရောက်နေခဲ့ပြီးတော့ရှာတတ်တတ်လုံနေပါတယ်ထင်းအောင်ထင်းမကနေလွတ်သွားလို့ပျော်ရွှင်နေတဲ့အာဒနာကိုပြန်ရောက်လာပြီးတော့ ့သူနေလဲစာသွားစားနေတာဖြစ်ကြောင်းပြောခဲ့ပါရယ်ဇဲဒရစ်ကလည်းနန်တော့စီကိုပြန်ရောက်လာခဲ့ပြီးတော့ဘယ်ဟီအလွန်အီရဲ့သမီးအယူလောက်တာကိုခံရလိုက်လို့ဘာမှမရခဲ့ကြောင်းကိုပြောခဲ့ပါရယ်အဲ့ဒီထက်အရေးကြီးတာကနောက်ကောင်ချုပ်လေးပါတက်ဝင်လာပြီးတော့ငါ့ကိုတိုက်ခတ်ခဲ့တဲ့အစွမ်းကလူရိုစီရဲ့အစွမ်းဆိုတာတေချာတယ်လို့ပြောလိုက်ပါရယ်လီယိုနက်စ်ဘတ်မှလည်းလင်းဒန်းစုကြီးကိုမြင်လိုက်ရကြောင်းကြီးရတာတော့အဲလီစ်ဘတ်နဲ့ဒူစီယိုက်ခုနှစ်ပါးကတမန်တော်တွေနဲ့ပူးပေါင်းလိုက်ပုံပဲလို့မယ်လီယိုဒက်စ်ကလည်းပြန်ပြောလိုက်ပါရယ်သူလွတ်သွားတာကိုမင်းဒီတိုင်းတိုင်းကြီးနေတာလားလို့ဇဲဒရစ်ကခနဲ့လိုက်တော့သူဘာလို့လို့ကိစ္စမရှိဘူးငါတို့ ို့ရိတာပညတ်တော်တွေကိုစူးစီးပြီးငါဟာနဇိုးဘရင်ကြီးဖြစ်လာပြီဆိုတာနဲ့အရာအလုံးပြီးဆုံးသွားလိမ့်မယ်လို့မယ်လီယိုဒက်စ်ကပြောလိုက်ပါတယ်။တစ်ဖက်မှာအက်စတာရိုဇာကတော့ဂါလန်ရဲ့ပညတ်တော်ကိုရာထွားခဲ့ပြီဖြစ်ပါတယ်။ခမ်းမလော့ရဲ့ရိုက်တဲကိုကိုဝင်ခဲ့တဲ့အာဒါတယောက်ကတော့ဇဲဒရင်နဲ့ဂျူဇက်တို့ရဲ့ဖန်စီရာကိုခံလိုက်ရပါတယ်။မင်းကမာလင်စိတ်ဖို့နေတဲ့ဘရင်ပဲဒီရဲရိုက်တဲကိုကိုဝင်လာတဲ့ကြောင်းရင်ကဟိုဒူးဆန်းနဲ့ဓာရှိချောင်းလာလို့မေးလိုက်ပြီးတဲ့နောက်အာဒါအမြန်ပြေတော့ဆိုကကတ်စကတုဇွမ်းကိုထုတ်တုံးလိုက်ပြီးအာဒါကိုအိဇက်ကလီဘာဒါကိုသွားယူခိုင်းလိုက်ပါတယ်။ဓာရှိရဲ့ခန်းစီကိုရောက်တော့ဇဲဒရင်တို့က ပြန်မိလာခဲ့ပြီးကက်စ်ကိုလည်းပြင်ထားလိုက်ပြီးဖြစ်ပါတယ်မဲလီယိုဒက်စ်ကတော့တိုးကိုငါတီးရယ်ဆိုပြီးနှစ်ယောက်လုံးကိုတားထားလိုက်ကာအာသာမင်းဒီကိုမလာခဲ့တင်ဘူးဒီကနေထွက်သွားတော့လို့ပြောလိုက်ပါတယ်ဆီယာမဲလီယိုဒက်စ်ကဘာလို့မိစားရင်းနဲ့တူတူရှိနေရတာလဲလို့မေးလိုက်တဲ့အခါငါဒူးစရိုက်ခုနှစ်ပါးနဲ့လမ်းခွဲလိုက်ပြီးငါမင်းတီးခဲ့တဲ့လူမဟုတ်တော့ဘူးလို့ပြောလိုက်ပါတယ်တချိန်ကတူတူရှိခဲ့ကြဘူးတဲ့မတရားတွေကိုပြန်တွေးမိရင်မင်းကိုငါလေးစားခဲ့တာကွာမင်းရဲ့အကြောင်းပြချက်ကဘာပဲဖြစ်ပါစေမင်းဟာမင်းရဲ့တငယ်ချင်းတွေနဲ့အတူမင်းကိုချစ်တဲ့သူတွေကိုတစ္ဆာပေါက်ခဲ့တယ်လုံအောင်ခွင့်မလို့ဘူးလို့ပြောပြီးတော့ ့ exactly ဘာသားကိုဆွဲနှုတ်လိုက်ပါရယ်မာလင်ကလည်းအာသားကိုဒုတိယတဲသွားခဲ့မယ်ဆိုပြီးပြောနေခဲ့ကာအက်စကာနောကတော့စိတ်ပူလို့တားနေခဲ့ပါရယ်မာလင်အာသားအတွက်ဘာလို့အဲ့ဒီလောက်တောင်လုပ်ပေးနေရတာလဲသူ ရဲ့အစွမ်းကအခုထိနိုထမလာသေးဘူးလေလို့ဟောကမိလိုက်တော့အာသာဟာတနည်းကြရင်ဗြိတာနီးယားရဲ့ခေါင်းဆောင်ဖြစ်လာလိမ့်မယ်။သူဟာမြင့်မြတ်တာတော့ရဲ့ရွေးချယ်တာကိုခံရတဲ့မျော်လင့်ချက်ရောင်ကြီးပဲလို့မာလင်ကပြောလိုက်ပါရယ်။မာလင်ကိုမကယ်တင်နိုင်ခဲ့လို့ငိုကြွေးနေတဲ့ချိန်တုန်းကနဲ့အခုမင်းရဲ့ပုံစံကမတူတော့ဘူးပဲ။အရန်ကိုကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ပုံပေါက်နေပါလားလို့မယ်လီယိုဒက်ကပြောလိုက်တော့အဲ့ဒါကငါပြောရမှာကွာ။မင်းကငါတီးခဲ့တဲ့မယ်လီယိုဒက်မဟုတ်တော့ဘူးလို့အာသာကပြောလိုက်ပါရယ်။ငါတို့နဲ့တကယ်ကြီးတိုက်ခိုက်နေတာလား။မင်းတယောက်တည်းတိုက်ခိုက်မလို့လားလို့မယ်လီယိုဒက်ကမေးတဲ့အခါမင်းတို့က ိုတက်ပြစ်ပြီးတော့ငါတိုင်းမိကိုပြန်ယူမယ်လို့ဒါအာဒါကပြောခဲ့ပြီးတိုက်ခိုက်ဖို့လုပ်ခဲ့ပေမဲ့ချန်ဒယ်လာကသူ့နာကိုယောက်လာပြီးတိုက်ခိုက်ဖို့လုပ်ခဲ့ပါတယ်ဒါပေမဲ့လည်းချန်ဒယ်လာတယောက်မြင့်မြတ်တာတော့အောင်မှာဘာမှလုပ်ချင်အောင်မရလိုက်ပဲနဲ့မောက်သွားခဲ့ပါတယ်ခရက်စ်ကိုလည်းဂျူဇက်လက်ကနေယူလိုက်ပြီးတော့ဒါနဲ့ပိုင်းပစ်လိုက်ပါတယ်ဒီဒါနဲ့သာဆိုအာဒါတယောက်ကောင်းကောင်းတိုက်ခိုက်နိုင်နေပြီဖြစ်ကဇေဒရီရဲ့ကုတ်ချက်တွေကိုတောင်မှကာနိုင်နေပါတယ်ဒီဒါကွာဟာတိတ်မာတုံးကရုတ်တရက်တိုက်ခိုက်မှုတွေကိုတံပြန်တိုက်ခိုက်နိုင်တဲ့မျက်မမြင်သားသမားတယောက်တုံးခဲ့တဲ့ဒါကွက်ဖြစ်ပြီးဒါကိုအဗီဒီယာရဲ့ကောက်ွက်လို့ခေါ်ပါတယ်ဒါ စပါကာလို့ခေါ်တဲ့တိုက်ကွက်မှာတော့ဇက်ဒရီတယောက်ဟာလည်းလွင့်ထွက်သွားပါတယ်။ချန်ဒလာနဲ့ကျူဇက်ကိုအနိုင်ယူခဲ့တဲ့မင်းရဲ့ဓာကွက်ကလူသားလူစံကောင်းဖြစ်တဲ့ကာဗန်ဆိုတဲ့ဓာသမားတုံခဲ့တဲ့ဓာကွက်နဲ့တူတူပဲလို့မယ်လီယိုရက်စ်ကပြောလိုက်ပါတယ်။မာလင်ကငါ့ကိုပြောနေကြစကားတခုရှိရယ်ဒီဓာရဲ့အစွမ်းကကြီးမားလွန်ပြီးလက်လွတ်စပယ်မကင်တင်မှုတဲ့ကြီးမားတဲ့ရန်စွဲမပေါ်လာခင်အထိဒီဓာကိုမကင်ပါနဲ့တဲ့တိတ်မှန်တဲ့စကားပဲမင်းလောက်ကြီးမားတဲ့ရန်စွဲကငါရှိမှပေါ်မလာခဲ့ဘူးကွာလို့အာသာကပြောလိုက်ပါတယ်။ဒီအာနယ်ကတော့ဓာရဲ့ရွေးချယ်တာကိုခံရတာနဲ့သူ့ကိုဘာလို့ဘယင်းဖြစ်ရွေးချယ်လိုက်ရတာလဲလို့မ ာလင်းကိုမြင်နေခဲ့ပါရယ်ဟိုးရင်တုံးကမြင်းမြတ်တဲ့ဓာတော်အိဆက်ကလီပါကိုလူသားစစ်တီတယောက်ကရေကန်ဆောင်နဲ့သမီးစီကနေရခဲ့တယ်ဒီဓာမှာဘာမော်စွမ်းမလည်းရှိမနေခဲ့ဘူးဒီဓာကိုပထမဆုံးကန်ဆောင်ခဲ့တဲ့သူကတော့ဓာစရာတယောက်ဖြစ်တဲ့ဘရင်ကာဖန်ပဲဘလောက်ပဲကြီးမြတ်တဲ့သူရဲ့ကောင်းကြီးဖြစ်နေပါစေတေခြင်းတရားကိုမလွန်ဆန်နိုင်တော့သူ့ရဲ့သွေးနဲ့ဝိညာဉ်ကိုတုံ့ပြုပြီးတေဂါနီးအချိန်မှာဓာကိုတန်းစီမှုပြုလုပ်ခဲ့တယ်ဒီဓာကိုနောက်ထပ်ဆက်ခံခဲ့သူကစစ်တီတော်ဘရင်တယောက်အနေနဲ့လူပလူတွေကြောင်းယုံခဲ့ရတဲ့လူစွမ်းကောင်းတယောက်လေသူဟာလည်းသူ့ရဲ့သွေးနဲ့ဝိညာဉ်ကိုတုံ့ပြုပြီးတော့ဓာကိုတန်း န့်စင်မှုပြုလုပ်ခဲ့ကလက်ဆင့်ခံပြီးခဲ့တယ်။အဲဒီအစီအရင်ကိုထောင်ထဲချီအောင်ဓာတ်ခါဓာတ်ခါလုပ်ခဲ့ကြတယ်။လူစွမ်းကောင်းတွေရဲ့မြောင်များလာသောဝိညာဉ်တွေကဒီဓာတ်ထဲမှာတည်ရှိနေတယ်။မြင့်မြတ်ဓာတ်ရော exactly ပါလို့ခေါ်တဲ့အဲဒီဓာတ်မှာလူစွမ်းကောင်းတွေရဲ့စိတ်ဝိညာဉ်တွေကိုနောက်ပေါ်လာမဲ့လူစွမ်းကောင်းတွေဆူစည်းပေးထားတယ်။ဘသူမှတတိမထားမိခင်မှာပဲမြင့်မြတ်ဓာတ်ရောကသူ့ရဲ့ပိုင်ရှင်ကိုရွေးချယ်ခဲ့တယ်လေ။ဒါကြောင့်သူဟာလူတွေရဲ့ခေါင်းဆောင်ဖြစ်လာတဲ့အပြင်ဒီဓာတ်ရဲ့ပိုင်ရှင်ဖြစ်လာခဲ့တာလေဆိုပြီး exactly ပါဓာတ်ကအာသားကိုရွေးချယ်ထားတဲ့အကြောင်းမာလင်ကပြောပြလိုက်ပါတယ်။ကြောက်တုံးမှစိုက်ထားတဲ့ဓာတ်ကိုဆွဲထုတ်လိုက်ရင်ဘရ င်ဖြစ်လာတဲ့ဇာတ်တွေကိုတော့မိတ်ဆွေတို့တွေကြည်ပူးကြမယ်ထင်ပါတယ်။အဲဒီဇာတ်တွေတဲကအတိုင်းပါပဲ။အခုလဲဒါရဲ့ရွေးချယ်ခြင်းကိုခံထားရတဲ့အာသာကမယ်လီယိုဒက်စ်နဲ့ဇယ်ဒရီတို့ကိုအတားအယာလေးနိုင်ယူနေခဲ့ပါတယ်။